မြန်မာနိုင်ငံမှာရှိတဲ့တရုတ်စီမံကိန်းတွေအပါအဝင်ဝန်ထမ်းတွေနဲ့အဖွဲ့အစည်းတွေရဲ့ဘေးကင်းလုံခြုံမှုကိုလက်တွေ့ကျစွာအာမခံပေးဖို့တရုတ်သမ္မတရှီကျင်းပင်ကတိုက်တွန်းလိုက်ပါတယ်။မော်စကိုမြို့မှာကျင်းပတဲ့ရင်းပြင်းနီခြေတပ်ဖွဲ့ကိုတက်ရောက်စဉ်မေလ9ရက်နေ့မှာနာဆာကဥက္ကဋ္ဌဗိုလ်ချုပ်မှုကြီးမင်းအွန်လိုင်းနဲ့တွေ့ဆုံရင်းထပ်ပါအတိုင်းပြောကြားခဲ့တာပါ။နိုင်ငံအခြားအွန်လိုင်းလောင်ကစားဆက်သွယ်ရေးလိမ့်လည်မှုစတဲ့နေဆက်ဖြတ်ကျော်ပြစ်မှုကျူးလွန်မှုတွေကိုတုံ့ပြန်တိုက်ဖြတ်ဖို့မျှော်လင့်တယ်လို့ဆိုပါတယ် ဒါအပြင်နှစ်ဖက်အနေနဲ့ကုလသမဂ္ဂကိုဗဟိုပြုတဲ့နိုင်ငံတကာစနစ်နဲ့နိုင်ငံတကာဥပဒေတွေကိုအခြေခံတဲ့နိုင်ငံတကာစီးစနစ်ကိုအတူတကွကာကွယ်ပြီးဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့တရားဝင်အခွင့်အရေးနဲ့အကျိုးစီးပွားတွေကိုကာကွယ်ထိန်းသိမ်းရမယ်လို့လည်းပြောကြားခဲ့ပါတယ် ။မကြာသေးမီကမြန်မာနိုင်ငံမန္တလေးမှာအင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့်ကြီးမားပြင်းထန်လာတဲ့တေဆုံးတန်ရာရမှုနဲ့ပြည်စည်းဥစ္စာဆုံးရှုံးမှုတွေဖြစ်ပွားခဲ့ရာတရုတ်နိုင်ငံဘက်ကကုညီကယ်ဆယ်ရေးအင်အားတွေကိုအစောဆုံးစေလွတ်ခဲ့တယ်လို့အရေးပေါ်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအထောက်အပံ့ပစ္စည်းတွေကုညီပံ့ပိုးပေးခဲ့တယ်လို့ဆက်ပြောပါတယ်။ဆက်လက်ပြီးကုညီပံပိုးပေးမှုတွေကိုဆောင်ရွက်ခါမြန်မာနိုင်ငံရဲ့နေရထနေပြန်လည်တည်ဆောက်မှုကိုထောက်ခံအားပေးသွားလို့ကြောင်းရှီကျင်းဖင်ကဆိုခဲ့ပါတယ် မြန်မာနိုင်ငံရဲ့မိမိနိုင်ငံအခြေအနေနဲ့ကိုက်ညီတဲ့ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းရှောင်လန်းခြင်းအချုပ်အခြာအာဏာလွတ်လပ်မှုနေမြေပိုင်နဲ့ပြည်စုံမှုနိုင်ငံတော်တည်ငြိမ်မှုပြည်တွင်းနိုင်ငံရေးလုပ်ငန်းစဉ်တည်ငြိမ်သင့်လျော်စွာဖော်ဆောင်မှုကိုတရုတ်နိုင်ငံကထောက်ခံအားပေးတယ်လို့လည်းပြောပါတယ်။နှစ်ဖက်အနေနဲ့မဟာပြူဟာမြောက်ပူးပေါင်းဆောင်ရွက်မှုတွေကိုနှဆိုင်စွာဖော်ဆောင်ကတရုတ်မြန်မာစီးပွားရေးစင်ကြံရဲ့အထူးစီမံကိန်းများတည်ဆောက်မှုကိုဆင်ဆက်မပြတ်တွန်းအားပေးဖော်ဆောင်ရမယ်လို့လည်းတိုက်တွန်းခဲ့ကြောင်းမှခင်ဗျာ။ you